ရပြန် online training ရနေပြီးတော့မှပြန်လဲကြိုးစိုးလိုက်ပါတယ်ကျွန်တော်ဆုံမျိုးပါခင်ဗျာကာနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို online ကနေပြီးတော့မှမျှဝေပေးနေသူတယောက်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မေဆွေညီကုံမော်ရမတွေကိုဒီကနေ့ကတော့ကျွန်တော်တို့ကာအတွင်းကန်ပိုးသက်ဆက်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီကာအတွင်းကန်ကျွန်တော်တို့ပိုးသက်မယ်ဆိုရင်ဘာတွေလိုအပ်လဲသူ့ရဲ့ကောင်းကျိုးဆိုးကျိုးကဘာတွေရှိလဲပေါ့နော်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီဆက်လေးอ่ะဆိုလို့ရှိရင်တော့ dissipation မော်နော်ပိုတက်တက်ဆက်လို့လည်းခေါ်တယ်နောက်တစ်ခုကရော formation လို့ခေါ်တာပေါ့နော် mute အတုဆက်ပေါ့နော်အဲဒီလိုမျိုးလဲတုံးတုံးပါတယ်နော်ကျွန်တော်တို့ပိုတက်ဆက်လေးကတော့ထုတ်ပိုးမှုအရန်ကောင်းပါတယ်ဒါမျိုးလေးလာတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဆက်လေးကတော့အရင်မကြည့်ပါဘူးခင်ဗျာကျွန်တော်တို့ကားရှိတဲ့သူတိုင်းမဖြစ်မနေစောင့်ထားတဲ့ပစ္စည်းလို့လည်းပြောလို့ရပါတယ်ခင်ဗျာ ျွန်တော်တို့သူကရတော့ကျွန်တော်တို့ဒီနာနိုစီးရင်နဲ့ပေါ့နော်နာနိုစီးရင်နဲ့ဒီနောက်အတော်အတော်တွင်းမှာဒီနောက်သေးသေးမှာထည့်ပြီးတော့မှအဲဒီမှာပါဝါအွန်အော့လုပ်ပြီးတော့မှအတိုးလျှော့တုံးရတဲ့ပစ္စည်းလေးဖြစ်ပါတယ်ခင်ဗျာအဆိုပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကားထဲမှာဆိုလို့ရှိရင်အဆဲလေးတောက်တာရှိမယ်အရက်ပီယာတောက်သုံးတာရှိမယ်အဲကွန်ဖွင့်သုံးတာရှိမယ်အဲပြီးတော့နောက်တစ်ခုကရတော့အိမ်မွေးတိရစ္ဆာန်လေးတွေပေါ့နော်အိမ်မွေးတိရစ္ဆာန်လေးတွေကားထဲမှာ ခေါ်လာတာတို့ဒါမျိုးလောက်ကြရတယ်ဖြစ်ပါတယ်အဲ့လိုလောက်ကြတဲ့အခါမှာကျွန်တော်တို့ဒီကားအတွင်းကန်းထဲမှာကျွန်တော်တို့ဘက်တီးရီးယားပိုးတွေကျန်နေကြတတ်ပါတယ်အဲ့ဒီခါမျိုးမှာကျွန်တော်တို့ဒီဇယ်လေးနဲ့အလွယ်တကူတန်ဆင်ပေးလို့ရပါတယ်ကျွန်တော်တို့ကားရှိတဲ့သူတိုင်းမဖြစ်မနေဆောင်ထားရမယ့်ပစ္စည်းလို့တော့ပြောလို့ရပါတယ်အဲကျွန်တော်တို့ဒီကားအတွင်းကမှမမဟုတ်ဘူးကျွန်တော်တို့အိတ်ခန်းတွေအဟိုတယ်တွေမှာလည်းအဲဒီလိုပိုသက်ဆက်တွေတောင်းတာရှိပါတယ်ခင်ဗျာစီနောအဖြစ်လဲသူက နှစ်သိန်းဝန်းကျင်မှာပဲရှိပါတယ်နော်နှစ်သိန်းဝန်းကျင်မှာပဲရှိရတဲ့အတွက်ကြောင့်မလို့သုံးပြော်တယ်လို့ပြောလို့ရတယ်ကားရှိတဲ့သူတိုင်းဆောင်ပြီးတော့မှကိုလိုရင်လိုတယ်လို့မျိုးအတွင်ငန်းကိုပို့တတ်ပြီးလို့ရပါတယ်ခင်ဗျာတည်ရတာလည်းအရန်လွယ်ကူတယ်သူရဲ့ဒီအငွေထွက်တဲ့မြူထွက်တဲ့အပေါက်ကလည်းတော်တော်လေးအဆင်ပြေပါတယ်ပြီးတော့ကျွန်တော်တို့ဒီထုတ်ပုံးမှုအပိုင်းမှာလည်းတော်တော်အားကောင်းတာကိုတွေ့ရတယ်နော်တကယ်လို့ဒီဆက်ကိုမဝဲခြင်းဘူးဆိုလဲကျွန်တော်တို့ ရေးစည်းစီလိုက်ခုံတွေမှာကျွန်တော်တို့ကားရေးစည်းရင်းနဲ့အတွင်ခန်းတွေပို့တက်လို့ရတဲ့နေရာတွေတော်တော်များများရှိပါတယ်။အဲ့ဒီနေရာတွေမှာလည်းသွားပြီးတော့မှအတွင်ခန်းပို့တက်မယ်ဆိုရင်တက်လို့ရပါတယ်ခင်ဗျာ။ကျွန်တော်တို့ဒီဘူးလေးတွေပေါ့နော်။ဒါလေးကတော့100မီလီလီတာရှိတယ်။သူကတော့ Nano Air ကတ်တလို့ရေးထားတယ်နော်။ Nano နည်းပညာနဲ့လေတုကိုတန့်စင်ပေးတယ်၊ပို့တက်ပေးတယ်၊စေးရည်လေးဖြစ်ပါတယ်။ဒီစေးရည်လေးကိုကျွန်တော်တို့ဆက်ရဲ့နောက်ကျောင်းမှာထည့်ပြီးတော့မှ RAM မှာဖြစ်ပါတယ်။ ဲအခုဆိုရင်တော့ကျွန်တော်ဒီဆက်လေးကိုစမ်းသုံးပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ဒီဆက်လေးကိုကျွန်တော်တို့ပထမအဆုံး flat join မယ်เนาะ flat join ပြီးတော့လို့ချင်းကျွန်တော်တို့အာကျွန်တော်တို့ဒီ nano စည်ရည်လေးနောက်ကနေပြီးတော့မထည့်ထားပေးမယ်ကျွန်တော်တို့ကောက်ကိုလည်းဆက်နိုးထားမယ်เนาะကောက်ဆက်နိုးထားမယ်ဆက်နိုးပြီးတော့မှကျွန်တော်တို့အဲကုန်းဖွင့်ထားပေးမယ်เนาะတော့ကျွန်တော်မိတ်ဆွေညီကိုမော်မတွေနဲ့ဒီ cloud ကတော့ ဆင်လေးတွေပါပါတယ်เนาะအော်ဒီပထမတစ်ဆင်ကတော့ကျွန်တော်တို့အာဒါကတော့မီးရောက်မရောက်စမ်းတာပေါ့เนาะအဲဒီလိုအလဲထဲမှာထားတာတော့အလုံးမလုံးဘူးပေါ့အာနောက်တစ်ဆင်ကကျတော့ကျွန်တော်တို့စောစောစမ်းပြခဲ့တဲ့အဲနောက်တစ်ဆင်စမ်းမယ်ဆိုလို့ချင်းခလုတ်ကိုနှိပ်ထားလိုက်နှိပ်ထားပြီးလို့ရှိရင်ဒီမှာအယောင်လေးတက်လာမှာဖြစ်ပါတယ်သူကမီးလေးကျွန်တော်တို့စိမ့်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီဒီဘောလုံးလေးကိုချက်ပေးလိုက်ရုံပဲချက်ပေးလိုက်ဆိုရင်သူကအော်တိုအငွေ့ကိုလွတ်ပေးတယ် ပြီးရင်သူ့ရဲ့ minute ပြည့်ပြီဆိုတာနဲ့ auto ပြန်ဖြတ်ပေးတာဖြစ်ပါတယ်ခင်ဗျာ။နောက်အခုဆိုရင်မီးလေးလင်းလာပြီလင်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအငွေ့ကိုစပြီးတော့မှလှစ်လို့ရပါတယ်ခင်ဗျာ။ဒါဆိုရင်အငွေ့ကိုစလွတ်တာပေါ့နော်။ ီနေ့ကတော့ကားအတွင်းငန်းပို့တက်တာနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးသွားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါစို့ခင်ဗျာ